ဘဝဆိုတာခရီးအရှည်ကြီးတစ်ခုပါ။အောင်မြင်မှုဆိုတာအဲ့ဒီခရီးအရှည်ကြီးတွေကမှတ်တိုင်လေးတွေသာဖြစ်ပါလေ။ဒီတော့မှတ်တိုင်လေးတွေတစ်ခုပြီးတစ်ခုဖြတ်ကျော်သွားရင်အဲ့ဒီခရီးရှည်ကြီးကိုပြီးအောင်သွားဖို့လိုတယ်။တချို့လူတွေကြတော့အောင်မြင်မှုတစ်ခုရလိုက်ပြီဆိုတာနဲ့အဲ့ဒီအောင်မြင်မှုနဲ့ตาရာကျင်းနေပြီးတော့မှရှေ့ဆက်မသွားတော့ဘူး။ယထာတစီလို့ မရက်တံပဲရှစ်ဆက်ရမယ်အထိတ်ကိုအာယုမဆိုင်ခင်းနဲ့အနာကက်ကိုမျောကြည့်ပါအောင်မြင်မှုဆိုတာတနေ့တည်းနဲ့မရဘူးစိတ်ရှိလက်ရှိစူးစမ်းရမယ်ဒီတော့နေ့တိုင်းစိတ်ရှိလက်ရှိစူးစမ်းဖို့မမေ့ပါနဲ့ဘဝမှာအခက်အခဲတွေတွေ့ရင်ယထာတစည်းလိုပဲအတိုးအလျှော့နဲ့ဖြစ်သားမှာ တချို့နေရာတွေမှာမြန်မြန်မောင်းမောင်းတချို့နေရာတွေမှာနင်းနင်းမောင်းမောင်းတချို့နေရာတွေမှာရက်တက်မောင်းကိုခီးကိုကိုယုံကြည်ပါလမ်းမှားသွားတဲ့အခါမျိုးလဲပြန်လေတုံးတက်ပြီးတော့မှဆုံးဖြတ်ချက်ယူတတ်ပါစေတချို့တွေကကိုခီးကိုကိုတိုင်းမယုံကြည်တဲ့အတွက်လမ်းမှားသွားတဲ့အခါမှာပြန်လေတုံးတက်တာမျိုးမလုပ်ဖက်နဲ့လှည့်ပြန်သွားတဲ့ကြည် အောင်မြင်သူတိုင်းအချိန်ယူဖို့အချိန်လိုတယ်စိတ်မြန်လက်မြန်နေတော့အောင်မြင်မှုဆိုတာကိုချက်ချင်းရမှာမဟုတ်ဘူးမာယွန်းမှုတွေကိုသင်ငန်းစာဖြစ်နေမြင်ပါနောက်မှတ်တိုင်အတွက်အားစိုက်ထုတ်ပါဘဝယထာစီမိတ်ဆွေကောင်းတွေနဲ့ဝိုင်းရံပါအားပေးသူတွေရှိရင်ကိုယ့်ရဲ့ခီးကပို့ပြီးတော့မှလွယ်ကူတယ်အောင်မြင်မှုဆိုတာကပန်းနိုင်မှာဖြစ်ပါဘူး ခยีတလျှောက်ကအထွေအကျုံတွေပါကိုနေမမြတ်တဲ့လမ်းကိုမလျှောက်ပါနဲ့ကိုတက်နိုင်တဲ့အချိန်နဲ့သွားပါဘလောက်ပဲခက်ခဲနေပါစေယထာတစည်းလုံးဆက်မောင်းပါမှတ်တိုင်တိုင်းမှာအောင်မြင်မှုတွေရှိတယ်နောက်ဆုံးမှတ်တိုင်မရောက်ခင်ခยีကိုခံစားပါဘဝဆိုတာခยีချမ်းတစ်ခုထက်ခยีတဲ့တယောက်ရဲ့စိတ်တက်ပါဒါကတော့ကျွန်တော်ငယ်ရင်းကျွန်တော်မိတ်ဆွေတွေတူဘဝအတွက် တန်ဖိုးရှိတဲ့ဆိုမျိုးလည်းဖြစ်ပါတယ်။ကျွန်တော်ဒီကနေ့နဲ့မိတ်ဆွေတွေဟာလေဒီတစ်နေ့ကိုပြေပြေရှင်းရှင်းနဲ့ဖြတ်တန်းရင်းအောင်မြင်ပျော်ရွှင်တဲ့ဘဝတွေကိုရရှိဖို့ကျွန်တော်ဆုတောင်းပေးပါတယ်။ကျွန်တော်ကတော့ကိုညာလေးအောင်ပါ